မင်္ဂလာပါကျွန်တော်ဖိလမွန်ဟုတ်ပါတယ်ဒီနေ့မှာတော့ကျွန်ချက်စီအတင်းနဲ့ဘန်လေးအတင်းတို့ရဲ့ပွဲချိုသုံးသက်ချက်လေးကိုကျွန်တော်တင်တဲ့နိုင်ငံပြုလုပ်ပေးချင်ပါတယ်လက်ရှိအချိန်မှာတော့ချက်စီအတင်းကတော့အဆင့်အာဆက်ရှင်နေရာမှာရှိနေတဲ့ဘန်လေးအတင်းနဲ့ရှင်ပြိုင်ကစားရမယ်ချက်စီအတင်းကရမ်းမတ်ရမ်းမတ်20နဲ့အဆင့်3နေရာမှာရက်တည်နေရယ်ဘန်လေးအတင်းကတော့ရမ်းမတ်10မှတ်နဲ့သူတို့ကအဆင့်အာအဆင့်ဆက်ရှင်နေရာမှာ တမ်းမစင်ရဖို့အတွက်စူးစမ်းရုံးကနေရတဲ့အတင်းဆိုတော့လက်ရှိချက်မှာတော့ချက်စီအတင်းကအဝေးကွင်းကစားရမယ်ဗျာဘန်လီအတင်းရဲ့အင်ကွင်းမှာတွက်ရောက်ကစားရမယ်အရင်ကတော့ဘန်လီအတင်းကတော့တော်တော်လေးကိုမာကြောကျစ်လက်ခဲ့တယ်ကျွန်တော်တို့ဒီဖြစ်မြင့်အဆင့်မှာပေါ့နော် ဖြစ်မြင့်အဆင့်အထစ်တို့ကရက်တည်နေတဲ့အတင်းတင်းကျွန်တော်တို့တို့ရဲ့အဆင့်အတန်းကိုကြည့်မယ်ဆိုလို့ရှင်ဟောအဆင့်ခွန်နဲ့ရှင်းနဲ့ခွန်ဝင်းကျင်လောက်မှာပတ်ချလည်နေတဲ့အတင်းတင်းပြတကယ်ဖြစ်မြင့် ကောင်းအသင်းတသင်းထဲမှာပါဝင်ခဲ့တယ်။ဒါပေမဲ့တန်းစင်ပြီးရနောက်ပိုင်းမှာတော့ဘန်လီအသင်းကတော်တော်လေးကိုအားနေသွားခဲ့တယ်။ဆိုတော့ကျွန်တော်တို့ဒီလက်ရှိအချိန်မှာဘန်လီအသင်းရဲ့အင်ကွင်းနောက်ဆုံး၃ပွဲစဉ်ကိုကျွန်တော်တစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်တော့သူရဲ့မှတ်တမ်းကတော်တော်လေးကိုစိုးရွားနေတာကိုကျွန်တော်တွေ့ရတယ်။နောက်ဆုံးအင်ကွင်းအင်ကွင်း၃ပွဲမှာဆိုလို့ရှိရင်တော့သူတို့ကအာနှစ်ပွဲရှုံးနိုင်ထားပြီးတော့တပွဲနိုင်တယ်နိုင်သွားတဲ့ပွဲကတော့ League United ကိုသူတို့ကကိုးပြတ်နေတော့အနိုင်ရရှိခဲ့တယ်ဒါပေမဲ့ အိမ်ကွင်းရဲ့နောက်ဆုံးသုံးပွဲမှာဆိုလို့ရှင်တော့သူတို့ကအာငါးခုအထိပေးထားရတယ်ဗျာခန်းစစ်ပိုင်းကလည်းတော်တော်လေးကိုအားနေနေတဲ့အတင်းထဲမှာပါတယ်ဆိုတော့ချက်စီအတင်းနဲ့ကျွန်တော်ဒီအဝေးကွင်းကိုတစ်ချက်ပြန်ချိန်ထိုးပြီးကြည့်မယ်ဆိုလို့ရှင်တော့ချက်စီအတင်းကအဝေးကွင်းသုံးပွဲမှာတော့နှစ်ပွဲနိုင်တဲ့တပွဲအာတည်ကြထားတာကိုကျွန်တော်တို့တွေ့ရတယ် ရာဂိုးကတော့ချက်စီအတင်းက89အထိဒူရုကသွင်းယူထားတာကိုကျွန်တော်တွေ့ရလက်ရှိအချိန်မှာတော့တိုက်စစ်ပိုင်းကလည်းချက်စီအတင်းကပြန်လည်ပြီးမှလူဆုံပါဝင်လာပြီဆိုတော့ဗန်လီအတင်းအနေနဲ့ခက်ခက်ခဲခဲကြီးကိုကစားရပါလိမ့်မယ်ဆိုတော့ကျွန်တော် the half to half အရာကြည့်မယ်ဆိုလို့ရှိရင်ချက်စီအတင်းကဗန်လီအတင်းနဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ်တိုင်းမှာသူတို့ကအသာရရှိထားတာကိုကျွန်တော်တွေ့ရတယ်ကျွန်တော်နောက်ဆုံးဒီဗန်လီအတင်းနဲ့ချက်စီအတင်းတို့ရဲ့ထိတ်တိုက်တွေ့ဆုံမှုနောက်ဆုံး၅ပွဲကိုကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ ၅ပွဲမှာချက်စီအတင်က၃ပွဲအထိအနိုင်ရရှိထားတယ်။၂ပွဲတည်ကြထားတယ်။ဒီထိတ်တိုက်တွေ့ဆုံမှုတိုင်းမှာချက်စီအနိုင်ရရှိခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ချက်စီအတင်ကဂိုးပြတ်တွေပဲတိတ်ထားတာကိုကျွန်တော်တွေ့ရတယ်။ဆိုတော့ချက်စီအတင်ရဲ့တိုက်စစ်ပိုင်းကိုတော့ကျွန်တော်တန်တရားရှိစရာတော့မလိုဘူး။ဒါပေမဲ့တစ်ချက်ထည့်တွေ့ရမှာကပါလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ ဘန်လီအသင်းနဲ့ပွဲစဉ်ပြီးသွားတာနဲ့ချန်ပီယံလိကစားရမယ်ချန်ပီယံလိကစားရမယ်အသင်းကတော့ကျွန်တော်တို့ဒီဘာစီလိုနာအသင်းနဲ့ရှင်ပြိုင်ကစားရမယ်ရမယ်ဗျာဒါကြောင့်မို့ချက်စီအသင်းအနေနဲ့ဒီပွဲစဉ်မှာလူစုံချင်မှလဲစုံလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်အကြောင်းရင်းကဆွတ်တော့ကျွန်တော်ပြောတဲ့အတိုင်းပဲချန်ပီယံလိကျွန်တော်ကစားရမှာဖြစ်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီအရင်ကစားမှအချို့တွေနဲ့ရောနှောပြီးမှချက်စီအသင်းက ွဲထုတ်လိုက်မယ်လို့တော့ကျွန်တော်မြင်နေဗျစိတ်တက်ရေးရပိုင်းအရာကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဆိုလို့ရှင်လဲလက်ရှိအချိန်မှာချက်စီအတင်းကအာဆင်နယ်အတင်းနဲ့ရမှတ်ခုနှစ်မှတ်ပဲကွာဟနေတဲ့အတွက်ကြောင့်မို့စိတ်တက်ရေးရပိုင်းကတော့ချက်စီအတင်းကတော်တော်လေးကိုတိုက်ကြွပြီးမှအမြင့်ဆုံးအနေအထားမှာရောက်ရှိနေတယ်ဆိုတော့ဗန်လီအတင်းကလက်ရှိအချိန်မှာတော့တန်းစင်းစုံမှာတော်တော်လေးကိုယုံကန်နေရတယ်စိတ်တက်ရေးရပိုင်းကလည်းကစားမားတွေကလည်းတော်တော်လေးကိုပြက်ပြားနေရပြက်ပြားနေတယ်ဆိုတော့ ကျွန်တော်တို့ချက်စီအတင်းအနေနဲ့ဒီပွဲစဉ်ကိုတော့အနိုင်ရရှိနိုင်မယ်လို့တော့ကျွန်တော်မြင်တယ်အနိုင်ရရှိမယ်ဆိုပေမဲ့လည်းကျွန်တော်တို့ကျင်းမြောင်းတဲ့ရလက်လောက်နဲ့ပဲချက်စီအတင်းကဗန်လီအတင်းကိုအနိုင်ရမယ်အရင်ကကျွန်တော်ဂိုးပြတ်တွေအနိုင်ရရှိခဲ့တယ်ခဲ့တယ်ဆိုပေမဲ့ကျွန်တော်တို့ဂျာမာချန်ပီယံလိပွဲကခံနေတဲ့အတွက်ကြောင့်မို့ချက်စီကစားသမားတွေအနေနဲ့ကျွန်တော်အင်ပစ်အပစ်နဲ့ကစားလာနိုင်ဖို့တော့မရှိဘူးဆိုတော့ဒီပွဲစဉ်ကိုတော့ချက်စီအတင်းအနေနဲ့ကျင်းမြောင်းတဲ့ရလက်နဲ့ပဲ န်လီအတင်းကိုအနိုင်ရရှိလိမ့်မယ်လို့ကျွန်တော်အာပြောချင်တဲ့အားလုံးကိုကျွန်တော်တလနာပဲဆုံးတက်ပေးချင်တယ်အားလုံးအထူးကျေးဇူးတင်ပါတယ်လို့